ငွေဒီလေးတော့ဆက်လိုက်မယ်နော်ရောစားတော့စိတ်ချမြန်လဲမြန်တယ်ဗောနော်မြန်ရာကနန်းလောက်တော့မြန်တယ်ကျွန်တော်ဒီနှစ်6ခုပေါ့နော်နှစ်6ခုအဲ့နှစ်6ခုကသူကရင်လိုက်တစ်နှစ်ကျော်မှာထိသုံးလုံးနှစ်ခါသုံးလုံး6နောက်ဘိတ်သုံးလုံးခုနော်နှစ်6ခု ဒီနှစ်၆ခွန်ကနှစ်ထိပ်ကိုထိပ်သုံးလုံးနှစ်တယ်၆ခါကိုခါသုံးလုံး၆တယ်ခွန်နောက်ဘက်ကိုနောက်ဘက်သုံးလုံးခွန်တယ်နော်နှစ်၆ခွန်လို့ဒေပေါင်းခြင်းနဲ့ရင်ဆိုင်တစ်နှစ်ကျော်မှသူကဖြစ်တာနော်ဒါပထမကတ်ဒုတိယကတ်ကဒီမှာလာဖြစ်တယ်ဒီ၅လေး၅၅လေး၅ရင်ဆိုင်တစ်နှစ်ကျော်မှအဲ့၅ထိပ်ကို၅ထိပ်ကိုထိပ်သုံးလုံး၅လေးခါကိုခါသုံးလုံးလေး၅နောက်ဘက်ကိုနောက်ဘက်သုံးလုံး၅နော်ဒီ၅လေး၅ကိုသူကဒီ၅ထိပ်ကိုထိပ်သုံးလုံး၅လေးခါကိုခါသုံးလုံး၄ ငါးနောက်ပိတ်ကိုနောက်ပိတ်သလုံးငါးဆိုပြီးတော့ဒေပေါင်းကြီးနဲ့ဒုတိယမြောက်ဖြစ်တယ်နော်အခုတတိယမြောက်ကဒီ၄၃တဲ့အဲ၄၃တဲ့ရေတိုင်းတစ်နှစ်ကျော်မှာသူကဒီ၄ထိတ်ကိုထိတ်၃လုံး၄၃ခါကိုခါ၃လုံး၃တယ်ဒီနောက်ပိတ်ကိုနောက်ပိတ်သလုံးတက်တယ်နော်ဟုတ်ကဲ့ပါအားလုံးမင်္ဂလာပါနော်အဲ့လိုဒေပေါင်းကြီးဖြစ်တာကသူက၄ကပဲရှိအောင်နော်အခုဒီမှာကျွန်တော်တို့ဒီမှာတစ်ခါဖြစ်တယ်၈၃၅က ထိတ်သုံးလုံးရှိတယ်ရှစ်ထိတ်ကိုထိတ်သုံးလုံးရှိတယ်တုံညာခါကိုခါသုံးလုံးတုံညာတယ်ငါးနောက်ထိုင်ကိုနောက်ပိတ်သုံးလုံးငါးတယ်လေးကပ်ပဲရှိရနော်ဒါရိုးရိုးလေးပါကျွန်တော်တို့ဒီမှာရှစ်ပြိတ်လည်းမထွက်လာသေးတယ်မဟုတ်လို့နော်ရှစ်ပြိတ်လည်းမထွက်လာသေးလို့ဒီရှစ်ပြိတ်ထွက်လာတဲ့အချိန်မှာဒီကနန်းလေးနဲ့မြဖြစ်သွားမလားအဲ့လိုအတွေးလေးနဲ့ပေါ့နော်ကြက်တဲ့လူတွေရအောင်လို့ပေါ့မကြက်တဲ့လူကတော့မထိုးနဲ့ပေါ့ဒီနှစ်6ခုနော်ဒီနှစ်ထိတ်ကို ထေးသုံးလုံးနှစ်တဲ6ခါကိုခါသုံးလုံး6တဲခုံနောက်ပိတ်ကိုနောက်ပိတ်သုံးလုံးခုံနှစ်6ခုံကိုနှစ်6ခုံလို့အထောင်ပေါင်းခြင်းနဲ့နော်ဒါပထမကပ်ဖြစ်တာဒါခဏလေးပဲပြပါနော်ဒီဒီမှာ5 5အဲ့5 5ကိုသူကရင်းနေတစ်နှစ်ကြောင်မှာ9ထိတ်ကိုထိတ်ထောင်သုံးလုံး9တဲ6ခါကိုခါထောင်သုံးလုံး4တဲ9နောက်ပိတ်ကိုနောက်ထောင်သုံးလုံး9တဲ5 5ကိုထည့်ပေါင်းတာနော်ရင်းနေတစ်နှစ်ကြောင်မှာအခုတတိယမြောက်နေတဲ့ဒီ4 3တဲအဲ့4 3တဲကရင်းနေတစ်နှစ်ကြောင်မှာထိတ်သုံးလုံး4တဲ3ခါကိုခါသုံးလုံး3နဲ့ တင်နောက်ဘက်ကိုနောက်ဘက်သုံးလုံးတက်တယ်နော်၄၃တက်ဒဲပေါင်းချင်း၃ကဖြစ်တယ်နော်အခု၄ကမြောက်ကဒီမှာ၈၃၅ဖြစ်တယ်နော်၈၃၅ကိုအဲထိသုံးလုံးက၈ထိတ်ကိုထိသုံးလုံး၈တယ်၃ညာခါကိုခါသုံးလုံး၃ရတယ်၅နောက်ထိုင်ကိုနောက်ဘက်သုံးလုံး၅တယ်နော်ဒဲပေါင်းချင်း၄ကရှိတယ်ဒါမှမဟုတ်ကွာဟိုလိုမျိုးပေါ့ပြန်ကြရှိသေးလားပြန်ကြအောင်ပါလို့ဒီဘွဲမှာနော်အဲ့မှာသူကအခုဘွဲတဘွဲသာထွက်တယ်လေပြန်ကြအောင်ပါကျွန်တော်၃၀ရင်းနေမှာရောင်းပါနော်ဒီကစိုးစိုးမရောင်းကဏ္ဍပြတ်မှာဆို ဒီနှစ်6ခုကိုထိသလုံးနှစ်တယ်6ခါကိုခါသလုံး6တယ်9နောက်ပိတ်ကိုနောက်ထပ်သလုံး9တယ်နော်ဒီလိုအချိန်ကိုင်းနဲ့နှစ်ပိတ်မှဖြစ်တဲ့ဟာကိုယူမယ်ဆိုတော့နှစ်ကက်နဲ့ဆော့ပေါ့နော်ရှစ်တုံညာကအဲ့မှာဖြစ်နိုင်တာကတော့သူကအဲ့လိုဒီလိုပေါင်းချင်းဖြစ်ပြီဆိုသူပေး3ချိန်ပေါ့နော်ဒီလိုပေါင်းချင်းဖြစ်ပြီဆိုရင်ဒီနှစ်ကက်နဲ့ခွဲဆော့မယ်ဆိုရင်ဒီ9တနှစ်အဲ့9တနှစ်ကသူကဒီနှစ်ပိတ်ကအဲရှေးပေါင်းခွန်ရှေးပေါင်း1ရှေးပေါင်းနှစ်ရှေးပေါင်းကိုရှေးပေါင်းခွန်ရှေးပေါင်းတက်ရှေးပေါင်းနှစ်နော်ဒီခွန်တက်နှစ်ကိုဒီမှာဒက်ထွက်မလား ဒီမှာအဲ့ဒါဆိုရင်ကျွန်တော်တို့က၈၅ကိုဒီမှာဒေပေါင်းချင်းအချိန်ကနှစ်ပိတ်မှဖြစ်လို့ရှေးပေါင်း30ရှေးပေါင်း9ရှေးပေါင်း2 392ဆိုရင်ဒါကျွန်တော်တို့ရဲ့ဒီကမွေးသေးနော်239 392ကိုဒီနေရာမှာထည့်သွားလို့ရတယ်နော်392ကိုဒီနေရာမှာထည့်သွားလို့ရတယ်နှစ်ကပ်နဲ့ခွဲဆော့ရင်ပြောတာနော်ဒါကြတော့ကျွန်တော်နှစ်ပိတ်မှာဖြစ်တဲ့အချိန်ကနှစ်ကပ်ပေါ့နော်260ကို260လို့ဒေပေါင်းချင်းဖြစ်တယ်အဲ့လိုဖြစ်လို့ရှိရင်ရှေးပေါင်း9ရှေးပေါင်း10ရှေးပေါင်း2ရှေးပေါင်း9 10ကဒီမှာထွက်လို့ရတယ်နော်ဒါနှစ်ကပ်စီးကြတဲ့လူတွေနော် ဒီ6.5ကလည်း22ကြိမ်မှာဖြစ်တယ်အဲ6.5ကိုနှစ်ပိတ်မှာ7000တုံးလုံး8000တုံးလုံး9000တုံးလုံးက6.5လို့ဒဲဖြစ်တယ်အဲ့လိုဖြစ်ရင်8ပေါင်း3000 8ပေါင်း9 8ပေါင်း2 3000 9000ကလည်းဒီနေရာမှာဒဲထွက်သွားလို့ရတယ်အဲ့မှာကျွန်တော်တို့ကဟို3000ဒီ3ခါ3ချက်တန်းရင်နော်သူသူရဲ့ကရက်နှစ်သူရဲ့ကရက်နှစ်အဲ့လိုနှစ်တွေမှာ3ပါးကဏ္ဍကိုတော့6ပို့တာနော်အဲ့ဒီထဲမှာ3ခါနဲ့ကဏ္ဍက2024ရဲ့3ခါနဲ့ကဏ္ဍကလည်းလိုက်ထွက်ရမယ်ပြီးနောက်ဆုံးထွက်တဲ့3ကလည်းနောက်နှစ်လိုက်ထွက်ရမယ်နော် ဲ့လိုမျိုးတွေရှိတယ်အခုကဗာပြကျင်တာဆိုရှေ့ပရိတ်မွေးကလန်းပေါ့နော်ရှေ့ပရိတ်မွေးကလန်းပြကျင်တာဒါတော့ကျွန်တော်တို့ကလင်နာမှာဖြစ်တဲ့လောက်ပေါ့တကက်နှစ်ကက်သုံးကက်လေးကက်ပေါ့နော်အဲ့လိုဖြစ်တိုင်းမှာသူဖြစ်တာကဘယ်လိုဖြစ်လဲဆိုတော့နှစ်60ကို260လို့ပေါင်းကြီးဖြစ်တဲ့ပြီဆိုရင်ねဒီကျွန်တော်တို့ခွန်နောက်ပိတ်ရဒီခွန်နောက်ပိတ်ရဒီခွန်နောက်ပိတ်ရဒီဇောင်းနောက်ပိတ်သုံးလုံးခွန်ခွန်ခွန်နော်ဒါပြလိုက်တော့လွယ်တာပေါ့ဗျာရှာရင်တော့မလွယ်ပါဘူးနော် ဒီမှာ905ကို905ပေါင်းကြီးဖြစ်ရင်ဒီနောက်ဘက်သုံးလုံးခွန်ငါ၃ညဒီနောက်ဘက်သုံးလုံးခွန်ငါ၃ညအဲ့ကောင်မွေးစည်းထုတ်မှာနော်ဒီမှာ431လို့ဒဲပေါင်းကြီးဖြစ်ရင်အဲ့ပေါင်းကြီးဖြစ်တဲ့ကဏ္ဍရဲ့ခါဒီနောက်ဘက်ရဲ့ဒီနောက်ဘက်ရဲ့ဒီနောက်ဘက်ရဲ့နော်နေတဲ့တုံညအဲ့ကောင်ကိုမူသီးထုတ်မှာအခုဒီမှာ၄ကမြောက်ဒီမှာပေါင်းချင်းဖြစ်လာပြီနော်အဲ့မှာကျွန်တော်တို့ဒီတင်းနောက်ပိတ်ရဲ့ဒီ၅နောက်ပိတ်ရဲ့ဒီ၇နောက်ပိတ်ရဲ့နော်ဒီတင်း၅ခွန်ကတော့ကျွန်တော်တို့ဇာတ်တို့မူသီးလीနော် ဒါပေမဲ့ तू ကတင်ကားခွန်တော့မဟုတ်ဘူးเนาะကျွန်တော်ဒီခွန်သုံးလုံးအဲ့ခွန်သုံးလုံးကို तू က26ခွန်ကိုဒဲပေါင်းကြီးဖြစ်လို့ရှိရင်เนาะ26ခွန်ကိုဒဲပေါင်းကြီးဖြစ်လို့ရှိရင်ဒီနောက်ဘိတ်ဆောင်းနဲ့နောက်ဘိတ်သုံးလုံးအဲ့နောက်ဘိတ်သုံးလုံးကိုပါဝါလန်လိုက်ခွန်နောက်ဘိတ်ကိုပါဝါလန်လိုက်နှစ်ဒီ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 ခွန်နောက်ဘိတ်ကိုပါဝါလန်လိုက်နှစ်ပဲအဲ့နှစ်ထွန်ကသူကနောက်နှစ်မှာလုံးဝလိုက်ထွက်တာဒါပထမကဒီလိုဖြစ်စဉ်ဖြစ်တိုင်းမှာဒီနောက်နောက်ထောင်ဒီဇောင်း၃လုံးဒီနောက်ဘိတ်ဇောင်း၃လုံးဒီပါဝါချိန်ပြီးတော့မှာ ီခွန်သုံးလုံးစောင်းတဲ့အတွက်ခွန်ရဲ့ပါဝါနှစ်သုံးလုံးကအဲ့လိုပေါင်းကြီးဖြစ်ပြီးနောက်နှစ်မှာလုံးဝလိုက်ထွက်တယ်ကျွန်တော်တို့တင်ငါးခွန်ရဲ့ပါဝါချင်းပေါ့ဗျာအခုငါးလေးငါးကဒီမှာငါးလေးငါးလို့ဒေပေါင်းကြီးဖြစ်တော့အဲ့ဖြစ်တဲ့နောက်ပိတ်ရရင်နောက်ပိတ်သလုံးဆောင်းလိုက်ခွန်ငါးတုံညနော်ခွန်ငါးတုံညအဲ့ခွန်ငါးတုံညခွန်ပါဝါလန်လိုက်နှစ်ငါးဥပါဝါလန်လိုက်တုံညတုံညကဝန်ပါဝါလန်လိုက်ငါအဲ့နှစ်တုံညငါနှစ်တုံညငါကအပေါင်းကြီးဖြစ်ပြီးနောက်နှစ်မှာတုံညငါနှစ်လို့လိုက်ထွက်တယ် အခုဒီမှာ၄၃၁တရမြောက်၄၃၁လို့ပေါင်းကြည့်ဖြစ်လာပြီဖြစ်လာပြီဖြစ်တဲ့အတွက်ဒီနောက်ပိတ်၃လုံးဒီ၂၁၃ညအ၂၁၃ညကို၂ကိုပါဝါလန်းခွန်း၁ကိုပါဝါလန်း၆၃ညပါဝါလန်း၅ခွန်း၆၅အဲ့ခွန်း၆၅ဒီပေါင်းကြည့်ဖြစ်ပြီးရတယ်နောက်နေ့မှာလိုက်ထွက်တယ်အဲ့ဆိုရင်ကျွန်တော်တို့က၈၃၅ဒီမှာပေါင်းကြည့်ဖြစ်ပြီနော်ပေါင်းကြည့်ဖြစ်လို့ဆိုတော့ဒီတင်၅ခွန်းတင်၅ခွန်းကိုကျွန်တော်တို့က၁ကိုပါဝါလန်းလိုက်၆၅ကိုပါဝါလန်းလိုက်၃ညခွန်းပါဝါလန်းလိုက်၂ ဟဲ့6392အာနော်အခုတင်ပြီးတာ6392အာ6392အာအဲ့ဒါကြငါဒီမူးဒီပရိရှိလည်းမထွက်လာသေးဘူးထွက်လာရင်အဲပေါက်သီးဖြစ်မလားပေါ့နော်ဖြစ်တော့ယူလိုက်ပေါ့မဖြစ်တော့လည်းကုန်ပေါ့ငါးချိန်မှမူးရတာပေါ့နော်နှစ်ဆရင်တော့မူးရတာမဟုတ်တော့နော်ဒါတော့ကိုကြိုက်မှကိုမူးပေါ့နော်ဈာရင်လည်းကိုကကိုယူတိုက်လို့မူးလို့ကိုဈာရင်လည်းကိုကကိုယူကျွန်တော်ဘာမှပြေးတာမလို့နော်ဒါရှိရပါနော်2609က အထောင်ပေါင်းချင်းက260ကျော်ဒဲဖြစ်တယ်ဖြစ်လို့ရှိရင်ဒီဖြစ်တဲ့ကဏ္ဍရင်တော့နောက်ပိတ်သုံးလုံးစောင်းလိုက်ခွန်သုံးလုံးစောင်းအဲခွန်သုံးလုံးကိုပါဝင်လှန်လိုက်နှစ်သုံးလုံးနော်အဲနှစ်သုံးလုံးဒီပါဝင်လှန်ကဏ္ဍဒီအဲပေါင်းချင်းဖြစ်ပြီးနောက်နှစ်မှာလိုက်ဖြစ်တယ်နော်ဒီ၅လေး၅ဒီဒီမှာ၅လေး၅လို့ဒဲပေါင်းချင်းဖြစ်တယ်အဲ့လိုဖြစ်လို့ရှိရင်အဲဖြစ်တဲ့ကဏ္ဍရင်တော့နောက်ပိတ်သုံးလုံးစောင်းလိုက်ခွန်9တုံညခွန်ပါဝင်လှန်လိုက်နှစ်ငါးကိုပါဝင်လှန်လိုက်တုံညတုံညကိုပါဝင်လှန်လိုက်ငါအဲနှစ်တုံညငါအဲပေါင်းချင်းဖြစ်ပြီးနောက်နှစ်မှာလိုက်ဖြစ်တယ်နော်ဒီမှာလေးသုံးတိပေါင်းချင်းဖြစ်ပြီဖြစ်ပြီဆိုရင်နောက်ပိတ်သုံးလုံးမှာသူက1 3ညအဲ1 3ညကိုပါဝါလှန်လိုက် ခွန်6ငါအဲ့ခွန်6ငါဒီပေါင်းကြီးဖြစ်ပြီးနောက်နေမှာလိုက်ထွက်တယ်နော်ကျွန်တော်အလှဲ့မှာရောထွက်မလားဒီတင်ဒီမှာခြေတုံငါကပေါင်းကြီးဒဲဖြစ်ပြီးဖြစ်ပြီးဆိုရင်ကျွန်တော်တို့ကဒီတင်နောက်ပိတ်ရဲ့နောက်ပိတ်ဆောင်သုံးလုံးတင်9ခွန်တင်9ခွန်ပေါင်းဝင်လာနိုင်ရင်6 3ရက်အဲ့6 3ရက်နေ့အာဒီနောက်နေ့မှာဒီလက်ကျန်9ချိန်မှာလိုက်ထွက်မလားနော်ဒီလက်ကျန်9ချိန်မှာလိုက်ထွက်မလားကြိုက်မွေးမကြိုက်မမွေးနဲ့နော်ကိုလိုပါနဲ့ကိုကိုရရင်လည်းကိုယူနော်ကိုအတိုင်းတာကိုကိုအချိန်စားနဲ့ရှင်ထိုးပေါ့နော်မပေါက်လည်းဘာမှမဖြစ်ဘူးဆိုတဲ့ဟာမျိုးပဲထိုးပေါ့ အဲဒီကိုမရှိမရှိမဲ့တည်းကအတကုံတော့မထိုးနဲ့ပေါ့ဗျာနော်အဲ့မှာနှစ်ကန့်နေနဲ့အချိန်ကိုင်းနဲ့ယူမယ်ဆိုရင်ကျွန်တော်ကဒီနောက်ပေါင်းခွန်နောက်ပေါင်းတင်နောက်ပေါင်းနှစ်ခွန်တင်နှစ်ကဒီမှာဒဲထွက်တယ်လို့ယူလို့ရတယ်နော်အဲဒီမှာကျွန်တော်တို့ကနှစ်ကန့်နဲ့ယူမယ်ဆိုရင်ရှေးပေါင်း30ရှေးပေါင်း9ရှေးပေါင်းနှစ်309နှစ်ဆိုတဲ့ကဏ္ဍကိုဒီနေရာမှာထည့်သွားရင်လည်းနှစ်ကန့်နဲ့ဆိုရင်ထည့်သွားလို့ရတယ်နော်အဲ့မှာပြန်ကြကနန်းကဟိုကိုအောင်ပြသွားရှိရလေဒီကျွန်တော်တို့ဘာတော့ဒီခွန်ကုန်းနောက်တွဲပေါ့နော် ခွန်ကုန်းနောက်တွဲအဲ့ခွန်ကုန်းနောက်တွဲဖြစ်တဲ့ချိန်မှာသူကဒီခွန်ခါရဲ့နှက်ခတ်ကိုတဲ့အဲခွန်ခါရဲ့နှက်ခတ်ကိုအဲနောက်ထောင်သုံးလူခါထောင်သုံးလုံးတုံညာလို့ခွန်ခါရဲ့နှက်ခတ်ကိုခါထောင်သုံးလုံးတုံညာလို့ထောင်လိုက်အောင်မှာနော်သူကပြင်ကြကနန်းဆော့တယ်တဲ့တခုနော်နောက်တစ်ခါခွန်ကုန်းနောက်တွဲကဒီမှာလေခွန်ကုန်းနောက်တွဲအဲ့ခွန်ကုန်းနောက်တွဲလို့ကြာရင်အဲ့ဒီတဲမှာခွန်ခါရဲ့နှက်ခတ်ခါထောင်သုံးလုံးတုံညာကိုနော်ခါထောင်သုံးလုံးတုံညာ ခွန်ရနဲ့ခွန်ခါနဲ့ကခါလုံးတို့တုံညာလို့ဖြစ်တဲ့အောက်ပြန်ကြတယ်ခရီးတွေပေးပါနော်ကျွန်တော်စိုက်မဟုတ်ပါဘူးဒါဒီခွန်ခိုးနောက်တွေခွန်ခိုးနောက်တွေဆိုရင်ဒီခွန်ခါရဲ့နက်ခတ်ကိုခါလုံးတုံလုံးတုံညာလို့ဖြစ်တဲ့အောက်အင်းဒီမှာတုံညာလို့ဖြစ်တဲ့အောက်မှာသူကပြန်ကြကနန်းဆော့တယ်ဒီမှာခွန်ခိုးနောက်တွေကဒီမှာလာပြီနော်ခွန်ခိုးနောက်တွေအဲ့မှာခါလုံးတုံလုံးတုံညာလို့ဒီမှာဖြစ်ပြီ၄ခွန်ခိုးနော်၄ခွန်ခိုးလို့ဖြစ်ပြီဆိုရင်သူ့အောက်မှာပြန်ကြဆော့လို့ရတာပါတဲ့နော်ဒါကကျွန်တော်မွေးသီးပေါ့နော်ဒီနှစ်ချက်ကပထမဆုံးဒီမှာဒဲပေါင်းကြီးဖြစ်တယ်အဲ့လိုဖြစ်ရင်ဒီပေါင်းကြီးဖြစ်တဲ့ကနန်းရင်တော့နောက်ပိတ်တုံးလုံး အရှင်းနှစ်ကတလုံးနောက်နှစ်ကတလုံးဆောင်းလိုက်ခွန်သုံးလုံးဆောင်းခွန်သုံးလုံးဆောင်းရင်ခွန်သုံးလုံးရဲ့ပါဝါနှစ်သုံးလုံးနောက်နှစ်လိုက်ထွက်နော်ဒီမှာငါးလင်းကောက်တဲပေါင်းချင်းဖြစ်ရင်နောက်ပိတ်သုံးလုံးကိုခွန်90ခွန်90ကိုပါဝါလှန်လိုက်ရင်နှစ်သုံးညငါအဲ့တော့နောက်နှစ်မှလိုက်ထွက်နော်ဒီမှာလေးသုံးတဲပေါင်းချင်းဖြစ်ပြီဆိုရင်ဒီနှစ်တဲသုံးညနှစ်တဲသုံးညဒီနောက်ပိတ်သုံးလုံးဆောင်းတာအဲ့ဒါကိုပါဝါလှန်လိုက်ခွန်ချောင်းကနောက်နှစ်လိုက်ထွက်အဲ့လိုလားဆက်ပေးဦးမယ်ဆိုရင်၈သုံးညာ၅ဒီမှာဒေပေါင်းကြီး၄ကနော်ဖြစ်လာပြီဖြစ်လာပြီဆိုရင်တင်ငါခုံပါဝါလှန်လိုက်ရင်၆သုံးညာ၂နော်အဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့ဇာတ်တော်မွေးသီးတင်ငါခုံပဲထွက်ထွက်၆သုံးညာ၂ပဲထွက်ထွက်ပေါင်နဲ့ပေါက်ဖို့အားကောင်းတယ်ပေါ့နော် ပြန်ကြတော့ဘာကောင်းလဲဆိုတော့အဲ့မှာကျွန်တော်ကီးတွေပါတင်ပေးထားတယ်ဗျာနော်ကောင်းတော့ကောင်းပါလေပြန်ကြတော့ကိုကြိုက်ကြကိုကြိုက်တဲ့ဟာကောင်းတာပဲနော်ကိုမကြိုက်ရင်တော့မကောင်းကိုကြိုက်ကိုကြိုက်ရင်ကောင်းတာပဲနော်တော်သူဒီတောင်ကြီးပဲမြောက်ချစ်ဖြစ်ဖြစ်ဖြစ်စနေပဲဖြစ်ဖြစ်စနေပဲမဖြစ်ဖြစ်နော်အဲ့လိုမျိုးပေါ့ကိုကြိုက်ရင်ချတာဒီမှာလို့၈၄၃၈၆၃၈၈၃ဆိုပြီးတော့ဒီမှာထိုးကြတာပဲနော်ကိုကြိုက်တော့လည်းရတာပေါ့မကြိုက်တော့လည်းမရဘူးပေါ့နော်ကိုရှိခုံကောင်းတယ်ဒီပွဲတော့ဟုတ်ကဲ့ပါနော် chế độ của nó xin để dàn con này ok bà nó à được abc gali cho chế độ luôn đó đấy cho nó có mấy thì nó hà đi xin để các đội nhái xí đầu nó nu 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 ok bà nó chạy đây luôn mà chạy đây luôn mà dù này nó ừ tôi vừa mà lại thêm thua cái màu của lô ba này của nó bảo lại cho nó biết làm được bảo cái em mà chơi thua gì nó phải bà là cái bọn nó phải bà là cái အဲဒီမှာဒီလိုမျိုးလေးပဲเนาะကျွန်တော်တို့ဒီမှာဆက်ထိုးမယ်ဆိုရင်ခဏတင်လိုက်တင်ပြီးဆိုရင်ဒီမှာကျွန်တော်ကငူလွှဲမယ်နံပါတ်ပေးတယ်ပြီးလို့ရှိရင် OK ပြန်ပြန်တယ်เนาะအဲဆိုရင်ရပြီအေကနန်းเนาะဒီမှာဆိုရင်ကျွန်တော်တို့2026တက်ကြိုဝင်မယ်လူတွေဆိုရင်ဒါဒီမှာအူရောက်40ရှိပါပြီပေါ့เนาะဒါ2026ကိုကြိုဝင်ထားတာဒီနှစ်ကုန်တီဖရီပေးထားတာเนาะအဲမို့နှစ်ကုန်တီကမခေါ်တော့ပါဘူးเนาะကဲအားလုံးကိုလက်ပါဗျာเนาะကျွန်တော်ဆင်းပါပြီကျွန်တော်နောက်ပြန်มาနေတာပါဗျာเนาะ 6တုံညာနှစ်မွေးသီးပါနော်6တုံညာနှစ်အောင်မွေးသီးပါနော်